အလုံးမမင်းပါဗျာလေးမှာတော့ဒါမနိုင်ငံအနေနဲ့ဒီလက်ရှိကြုံတွေ့နေရတဲ့ဒါလင်းပေးတံနဲ့ပတ်သက်ပြီးဒါနိုင်ငံတကာအနေနဲ့အကူအညီထောက်ပံ့ဖို့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒါပေါ့ဆိုတာဒါကျေးဇူးတင်ကြောင်းတော့ပြောကြားကြအဲ့တော့ဒါဒီနိုင်ငံအနေနဲ့ဒါပင်နိုင်ငံတွေလာရောက်ပြီးတော့ဒါရေးဖို့ကယ်ဆယ်ရေးဖွဲ့ရေးဖို့ဒါဘလို့ရောက်ရှိတာပေါ့ဒီအကြောင်းအရာတွေကိုဆက်ဆက်ပြီးတွေ့ပြီးတော့ဒုတိယပိုင်းအနေနဲ့ခုဒီလက်ရှိဒါထိုင်းနိုင်ငံမှာကျင်းပနေတဲ့ဒါရှောက်ကြိမ်မြောက်ဘင်စတက်စီလို့ဒီစီဝေးမှာဒါဒီမနိုင်ငံရဲ့နာဆကဥက္ကဋ္ဌတက်ရောက်တဲ့ပို့ ဒီတက်ရောက်မှုနဲ့ပတ်သက်ပြီးတာမြန်မာနိုင်ငံအတွက်ဒါဖွင့်လန်းနေဖို့ဘလို့မျိုးတာကျိုးမြတ်တွေပေါ့ဒါကလေးကွန်းရရှိနေဖို့တော့ပြည်နယ်နိုင်ငံ Minister ဖွင့်နိုင်ငံနေနေလည်းပေါ့မြန်မာနိုင်ငံလက်ရှိဒါအနေငလင်ပေးအနေတွေကိုဒါသိရှိခွင့်ရရှိပြီးတော့ဒါတို့အနေနဲ့ဒါဘလို့မျိုးခက်ခဲတွေကိုထပ်မံပြင်ပြီးတော့မြန်မာနိုင်ငံနေနဲ့ဒါကောင်းမွန်တဲ့ရေတခုဖြစ်လာတယ်ပေါ့ဒါတို့ဆက်ဆက်ပြီးမြောက်ပြီးတော့တော့ဒါပြမအိုးဆိုအနေနဲ့ခုဒီလက်ရှိဒါဒီ Mass ဒါဘုန်း၂၈ရက်နေ့ကဒါတိုက်ပြီးဖြစ်သွားတဲ့ဒါမြန်မာနိုင်ငံရဲ့ဒါငလင်တန် ဒီကတော့ဒီစကိုင်းပြည့်ရီကျုပ်ဖြစ်သွားပြီးတော့ဒါမျိုးဒီကမျိုးတော်တော်များများငလင်တန်ခံခဲ့ရဟိုငလင်တန်နဲ့ပတ်သက်ပြီးတော့ဒါမြန်မာနိုင်ငံနေခဲ့ပေါ့ကျက်စီးဆုံးရှုံးမှုဒါလူသေးပြောက်မှုဒါအများဆုံးဖြစ်လာခဲ့ရတော့ဒီရိုင်းနဲ့ပတ်သက်ပြီးဒါနိုင်ငံတကာကဒါရောက်ရှိလာပေါ့ဒီဒီအဓိကတော့ဒါကေဆေးဖွဲ့ပါတဲ့နိုင်ငံက၁၈နိုင်ငံဒီ၄၅၉စင်းနဲ့ရောက်ရှိလာပြီးတော့ဒါဒီမြန်မာနိုင်ငံအတွက်ဒါကေဆေးထောက်ပံ့မှုတို့ဒါရည်ရည်ချီဆက်လက်လုံးဆောင်ဟိုဒီလုံးဆောင်မှုနဲ့ပတ်သက်ပြီးတော့ဒါ မနိုင်ငံနေနဲ့ပေါ့ဒါဒီနေကဒါဒီဧပြီလ၂ရက်နေ့အထိပေါ့ဒါအနှစ်ရှုပ်ပြန်ရှုပ်ရမယ်ဆိုဒီဝန်ထမ်းပေါ့1566ဦးပေါ့ပြီးရင်ဒီဘက်ကတစ်ဖက်ကဆိုရင်ဒါကယ်ဆယ်ကယ်ဆယ်ပစ္စည်းပြီးရင်ဒီဘက်ကဒါဒီကယ်ဆယ်အဖွဲ့တွေရဲ့ဒီထောက်ပံ့ပို့ဆောင်မှုပေါ့နိုင်ငံတကာရဲ့ဒါဒီထောက်ပံ့ပို့ဆောင်မှုတွေတက်ပြီးတန်ချိန်တော့960ဒီပါဦးဒါလက်ခံရရှိထားတာဖြစ်တဲ့အတွက်ဒါမြန်မာနိုင်ငံနေနဲ့ပေါ့ဒါဒီခုဒါနိုင်အပတ်ပတ်မှာဒါကူညီထောက်ပံ့ပြီးနိုင်ငံတကာဖွဲ့စည်းအားလုံးကိုကျိုးပဲဒါကျေးဇူးတင်ကြောင်းဒါပြောကြလို့ ဟိုဒါဒုတိယလျှောက်ပေါ့ဒုတိယလျှောက်ကဒါဒီခုဗေလာ3ရက်4ရက်မှာဒီနိုင်ငံပြင်ပါမယ်ဒီ Binster ရှောက်ချိန်ပြောင်းစီဘူးဟိုဒီစီဝင်းနဲ့ပတ်သက်ပြီးတော့ဒါဒီ Binster ပို့ဝင်နိုင်တယ်ပေါ့ဒီနိုင်ငံကြီးရဲ့ဒါလုံးဆောင်ပေါ့ဒါဘဝအစိုးရအနေနဲ့ရှင်းပြရင်ဒါဒီနိုင်ငံကအဓိကကတော့ဒါဒီနိုင်ငံဟိုနိုင်ငံပေါင်းပြီးတော့ဒါ Binster ပွဲစီပေါ့ဒီကဒီတောင်အရှာနဲ့အရှိတောင်အရှာဒါစီးပွားရေးလူမှုရေးပြီးရင်ဒါရင်ကျေးမှုတွေဒီချက်တွေအားလုံးကိုဒါညှင့်တင်ပြီးတော့ဒါရှင်းရှင်းပြပေါင်းဆောင်ရွက်ရတဲ့ပွဲစီ ဟိုဒါမြန်မာနိုင်ငံနေနဲ့ပေါ့အခုဒီလက်ရှိတာဒါသာကောဥပဒေအနေနဲ့ဒါအာဆီယံဒီအစည်းအဝေးပေါ့ဒါမဲခေါင်ရှာလမ်းအစည်းအဝေးပြီးရချိန်မှာဒါဒုတိယအကြိမ်ရောက်ဒါကိုယ်တိုင်သွားရတဲ့ဒါပြပခီးစင်တစ်ခုဖြစ်တာပေါ့ဟိုဒါဒီခီးစင်မှာဒီခုလက်ရှိပေါ့ဒါဧပြီလ၄ရက်နေ့ပါဆိုရင်ဒါဒီဒီကပေါ့ဒါဒီဥက္ကရာဖြစ်တဲ့ဒီထိုင်းနိုင်ငံဒီအင်ဂျိုင်းဝူတိုင်းနိုင်ငံကြီးကျုံနဲ့တွေ့ဆုံရတယ်ပြီးရင်ဒီတစ်ဖက်ကဒါဒီခုဒီအိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဆုံတယ်ပြည်တီဒါမလေးက၃နှစ်နေရတွေ့တယ်ဒါဒီဘောဝန်ကြီးချုပ်နဲ့တွေ့ဆုံ တော့ဒီသုံးနဲ့အဓိကတွေ့ဆုံတာဖြစ်တဲ့အတွက်ဒီတွေ့ဆုံချိန်မှာဒီနိုင်ငံအတွက်ဒါ gap ဖြစ်ဖြစ်ဒါယူရှပြခွင့်ရနိုင်တော့ဒါအခုဒီလက်ရှိမှာဆိုရင်ဒါဒီအိန္ဒိယနိုင်ငံဖြစ်တဲ့ဒီအိန္ဒိယနဲ့ထိုင်ဒီနှစ်နိုင်ငံနဲ့ဆိုရင်အဓိကဒါဂျပန်နိုင်ငံမှုပြင်တာငွေစီဝပြဿနာဒီပြဿနာတွေကိုဒါဒီအဓိကနိုင်ငံတကာနဲ့ရှပြခွင့်ရလာနိုင်အဲ့ဒါနီပေါ်နဲ့ပေါ်နီပေါ်နဲ့အဓိကပြဿနာ ဖြစ်တာမနိုင်ငံတွေနဲ့မရှိဘူးပြည်ထောင်နေပေါ်နိုင်ငံတွေနဲ့ကိုလက်ရှိမှာဆိုတော့ဒါဒီ million တန်ပါဆိုရင်ဒါတန်နိုင်ငံတွေနဲ့ပေါ်တာဒီဂျိုးတူဘောဆော်ရဲ့အချက်တွေပါဒါမနိုင်ငံတွေနဲ့တွေ့ကြုံအောင်လေဒါအများကြီးရလာဟောဒါနေပေါ်နိုင်ငံအနေနဲ့လည်းဒါပြန်လေတော်ကြီးလုပ်ငန်းတွေပါဒါ၂၀၁၅ခုနှစ်ကဒီမနိုင်ငံကလွတ်ခဲ့သလိုပဲဒါသူတို့အနေနဲ့လည်းဒါပြန်ပြီးဒီဘက်ကိုတွတ်ပြရဖြစ်တဲ့အတွက်နှုတ်နှစ်ပတ်ကပြန်လာပြည်မှုတွေရရှိလာအော်ဒါအခုဒီလက်ရှိပေါ်ဒါဒီနေ့တိဒါလုံဆောင်ရဲ့ဒီ Minister CEO ရဲ့ပေါ်ကငါးဆောက်ကဥက္ကဋ္ဌတက်ရောက်တာဖြစ်တဲ့အတွက်ဒါဒီ သူအနေနဲ့ဒါနိုင်ငံတကာဆက်ဆံရေးတန်ခိုးသမန်ကိနေတာပြန်ကောင်းမွန်လာတယ်ပြီးတော့ဒီအာဆီယံဖွဲ့စည်းရေးနဲ့ဒါဒေတာရွေးနိုင်ငံတွေရဲ့ဒါဖိတ်ကြားမှုနဲ့တက်ရောက်ရတဲ့အတွက်ဒါမနိုင်ငံတွေနဲ့ပထဝီနိုင်ငံရေးရောဒါဒေတာရွေးမှာခုလက်ရှိဖြစ်နေတယ်ဘာမှဘေးအန္တရာယ်ပေါ့ဒါအကြုံတွေ့နေရအရှိနေတယ်ဘာပေါ့ဒါနိုင်ငံတကာကကုမီကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်ထောက်ပံ့ရေးလုပ်ငန်းတွေပို့တာအဓိကချီရီယောနဲ့ပို့ပြီးတော့ဒါမနိုင်ငံအတွက်ဆက်လက်ပြီးတော့ဒါရရှိလာတယ်ဆိုတော့ဒါရွေးကောင်းတစ်ခုအနေနဲ့ပြင်တွေ့နေရတယ်လို့ဟုတ်တယ် ได้อารมณ์ดีสุดเลย